ရုရှားသမ္မတဗလာဒီမာပူတင်ဟာဖြစ်လာနိုင်စရာရှိတဲ့ယူကရိန်းအပြစ်ခံရဲစိမ်းနဲ့ပတ်သက်ပြီးအလွန်အလားလာကောင်းတဲ့စကားကိုပြောကြားခဲ့တယ်ဆိုရင်လည်းမပြည့်စုံသေးဘူးလို့မလ23ရက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ပူတင်ကရက်30အပြည့်ခန့်ရက်စည်ရဲ့အဆိုပြုချက်ကို၎င်းထောက်ခံတယ်လို့ပြောကြားခဲ့တဲ့ဆိုပေမဲ့လည်းအလေးထားစရာမိခိုးနေရှိနေတာကြောင့်၎င်းကအမေရိကန်သမ္မတနဲ့ဆွေးနွေးခြင်းနဲ့လို့ပြောကြားခဲ့ပြီးတဲ့နောက်ထရမ့်ရဲ့အထက်ပါပြောစကားထွက်ပေါ်လာတာဖြစ်ပါတယ်။ သူ့ရဲ့ပြောဆိုမှုကအလားအလာအလွန်ကောင်းပေမဲ့မပြည့်စုံပါဘူးလို့ထရမ့်ကပြောပါရယ်ထရမ့်ကအင်ပီရိုမှာ နေတိုအကြီးကဲမာရုကိုလက်ခံတွေ့ဆုံတဲ့အခါသတင်းတောက်ကပူတင်ရဲ့မှတ်ချက်စကားနဲ့ပတ်သက်ပြီးမေးမြန်းရမှာအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကသူနဲ့တွေ့ချင်ပါတယ်၊စကားပြောချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အပြစ်ခတ်ရစေးရေးသဘောတူညီချက်မြန်မြန်ရအောင်လုပ်ရမှာဖြစ်ပါတယ်လို့အမေရိကန်သမ္မတကပြောပါတယ်။အပြစ်ရစဲရေးအဆိုပြုချက်ကိုရုရှားသမ္မတဗလာဒီမောက်ပူတင်ရဲ့မတည်မကျတုံ့ပြန်မှုကိုကြိုးကင်ချဲလင်လွန်တဲ့စကားအဖြစ်မလ23ရက်မှာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကရှုံချလိုက်ပါတယ်။အပြစ်ရစဲရေးအဆိုပြုချက်နဲ့ပတ်သက်လို့ ို့ရုရှားသမ္မတပူတင်ရဲ့ခံမှန်းရလွယ်လွန်းတဲ့ဇာတ်ရည်ခြေလှယ်လွန်းလို့တဲ့ဇာတ်ရည်ကိုအခုကျွန်တော်တို့ကအလုံးကြားထားပြီးပါပြီလို့နိုင်ငံကညစဉ်ပြောတဲ့မေကောမဇလန်စကီကပြောပါရယ်ဝါရှင်တန်ကကြိုတင်သတ်မှတ်ချက်မရှိဘဲအပြစ်ခတ်ရစဲရေးကိုလက်ခံဖို့ရုရှားကို တိုက်တွန်းထားတယ်ဆိုပေမဲ့လည်းဒီလိုလက်ခံရမှာအတားအဆီးအများပြားရှိနေတယ်လို့ပူတင်ကပြောပါရယ် ကျွန်တော်တို့ကဘာဖြစ်ဖြစ်ရှုပ်ထွေးတဲ့သတ်မှတ်ချက်တွေကိုချမှတ်မထားပါဘူး။ရုရှားကအဲ့ဒီသတ်မှတ်ချက်တွေကိုချမှတ်နေပါတယ်လို့ဇန်လန်စကီးကပြောပါတယ်။ကျွန်တော်တို့အများနဲ့ပြောနေတဲ့အတိုင်းပါပဲ။အချိန်တွေကြာအောင်လုပ်နေသူအပြူသဘောမဆောင်တဲ့အနေအထားဖြစ်အောင်လုပ်နေသူဟာရုရှားဖြစ်ပါတယ်လို့ယူကရိန်းသမ္မတကပြောပါတယ်။အမန်တကယ်အားဖြင့်ပူတင်ဟာညှင်းဆန်ဖို့ပြင်ဆင်ထားတဲ့ဆိုပေမဲ့လည်းစစ်ပွဲကို၎င်းဆက်တိုက်ချင်နေတာကိုသမ္မတထရမ့်ကိုတိုက်ရိုက်မပြောရဲဖြစ်နေတယ်လို့ဇန်လန်စကီးကဆွဆွဲခဲ့ပါတယ်။ ပူတင်ဟာဘာတစ်ခုမှအလုံးမဖြစ်တဲ့ကျူတင်သတ်မှတ်ချက်တွေဒါမှမဟုတ်အချိန်ကြာနိုင်သမျှကြာစီမဲ့ကျူတင်သတ်မှတ်ချက်တွေနဲ့အပြည့်ခန့်ရစေးရဲ့အဆိုပြုချက်ကိုဖောင်ခတ်နေတာဖြစ်ပါတယ်လို့ဇန်လက်စကီကဆက်ပြောပါတယ်။ကီလိုမီတာထောင်ချီရှည်လျားတဲ့ရှည်ရန်တလျှောက်အပြည့်ခန့်ရစေးရဲ့ကိုဘယ်လိုစောင့်ကြည့်မလဲလို့ပူတင်ကမေးခွန်းထုတ်ထားပါတယ်။